အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့ကောင်းနာရီကူတာတွေ့တော့ပါဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာတခါတော့ကရော်တရာမှာကုံတဲတထေးကြီးတူရှိပါတဲ့ကွယ်ဒီနေ့မှာကုံတဲတထေးကြီးဟာကုံကူတန်ရောင်းဝယ်ဖို့အတွက်ခီးထွက်လာခဲ့ပါတော့တယ်ဒီလိုနဲ့တောအုပ်ကြီးတောအုပ်ကိုဖျက်တမ်းလာတဲ့အခါမော်ပန်လွန်းလို့တပင်တပင်အောင်မှာခဏနာဖို့ပြင်ဆင်လိုက်ပါတော့တယ်တထေးကြီးဟာနားနေတော့မှရေစာလာပါတော့တယ် ဲ့ဒါကြောင့်ရေစာလိုက်တာရေတစ်ခွက်လောက်ရရင်တိတ်ကောင်းမှာပဲဆိုပြီးကုံတယ်တထေးကြီးကရေရွတ်လိုက်မိတာပေါ့ဗျာတိတ်အံ့ဩဖို့ကောင်းတာတစ်ခုကတော့တိတ်မကြခင်မှာပဲသူ့ရှိမှာရေပြည့်ထည့်ထားတဲ့ရေကြားတစ်ခု ပေါပောက်လာခဲ့တယ်သူလဲရေဆာဆာနဲ့အမောတခေါ်တောက်လိုက်တာပေါ့ဗျာခဏလောက်ကြာတော့တထေးကြီးဟာဘိုက်ဆာလာပြန်ရောတဲ့ဒါကြောင့်ဘိုက်ကလည်းဆာလိုက်တာကွာထမင်းတစ်ပတ်ကလောက်များဆားလိုက်ရရင်တိတ်ကောင်းမှာပဲလို့တော်တော်လေးရေရွတ်လိုက်မိပြန်တယ် တူတောင်းတလို့ပြပြချင်းမှာပဲသူရှိမှာအရသာရှိတဲ့အစာတောက်တွေနဲ့ပြည်နေတဲ့ပကံပြားတစ်ချက်ရောက်ရှိလာပါတော့တယ်။သူလည်းပဲဘိုက်ဆဆာနဲ့စားပြစ်လိုက်တာပေါ့ဗျာ။အဝအပြေစားလိုက်တာမို့ဘိုက်တင်တော့အိတ်ရှင်လာပါရောတဲ့။အဲဒီတော့သူကအိတ်ရှင်မှုတုနဲ့အမလေးဘိုက်ကလည်းတင်သွားပြီကွာ။လှုပ်တော့မလှုပ်ရှင်တော့ဘူး။နူးညံ့တဲ့အိတ်ရလေးမှများအိတ်လဲရရင်တိုက်ကောင်းမှာပဲဆိုပြီးတောင်းတမိလိုက်ပြန်တယ်။သူပျော်ပျော်ပြီးချင်းမှာပဲအနီရောင်ကတိပါနဲ့အိတ်ရကြီးပေါ်ပေါက်လာပါတော့တယ်။ကုန်တယ်တထေးကြီးကလည်း ဘိုက်တင်နေတာနဲ့ချက်ချင်းဆိုတလို့အိပ်ပျော်သွားခဲ့တော့တာပေါ့ဗျာသူတောင်းတတမျှတွေအကုန်ပြိနေတာကြောင့်နှက်ပြရောက်နေသလားထင်မှတ်မိနေတာပေါ့ဗျာဒါပေမဲ့သူကတော့လူဝင်ဆန္ဒတွေပြည့်စည်တဲ့တပင်ကြီးအောင်မှာရောက်နေတာကိုတတိမထားမိဘူးတဲ့ဗျာအမှန်တကယ်တော့သူခဏခုနားနေတဲ့အပင်ကြီးဟာရိုးရိုးတပင်မဟုတ်ပဲတောင်းတလိုက်တိုင်းချက်ချင်းပြေးသွားစေတဲ့တပင်ကြီးဖြစ်နေပါတဲ့ကွယ်ကုန်တယ်တထေးကြီးကလည်းအိတ်ကောင်းကောင်းနဲ့အိတ်နေလိုက်တာမှတော်တော်ကြာမှနိုးလာတာပေါ့ဗျာ ိုးလာတဲ့အခါမှာသူ့တယောက်တည်းကြောက်စိတ်ဝင်လာပါတော့တယ်။အခုနေငါတယောက်တည်းတော်တဲ့ရှိနေခိုင်းမှာခြင်တေတွေကြားတွေဝင်ပလေတွေများရောက်လာခဲ့ရင်ငါတော့ဒုက္ခရောက်ပြီ။ငါ့ကိုတတ်စားကြမှာကိုကိုကိုလည်းကာကွယ်နေမှာမဟုတ်တော့ဘူးလို့ကြောက်ကြောက်နဲ့တွေးမိတွေးရာတွေးလိုက်မိတာပေါ့ဗျာ။သူတွေးနေတုန်းမှပဲကြံကြုတ်ရက်ဆက်တဲ့ကြာကြီးတစ်ခေါင်ပေါပေါလာပြီးကုန်တဲတထေးကြီးကိုစတင်တိုက်ခိုက်လိုက်ပါတော့တယ်။တထေးကြီးဟာကြောက်လွန်းလို့ပြေးတောင်မပြေးနိုင်တော့ပဲနေရာမှာတင်ကြားစာဖြစ်သွားပါတော့တယ်ဗျာ။ကလေးတို့ရေ ဒါဟာသူ့ရဲ့မကောင်းတဲ့အတွေ့တွေကသူ့ကိုတက်လိုက်တာဖြစ်ပါတယ်။အဲဒါကြောင့်ဘဝမှာသူတယောက်ကိုသူ့အတွေ့တွေကအမြဲတမ်းဥဆောင်နေတာမို့ကောင်းတာတွေ့ရင်ကောင်းတဲ့ရလဒ်ကိုရရှိနိုင်ပါတယ်။ဒါကြောင့်အသက်ရှင်နေခိုင်းမှာဘဝမှာအမြဲတမ်းအကောင်းဘက်ကနေစင်ကျင်တွေးတောကြံစတတ်ခြင်းဟာလေမင်္ဂလာတပားပါပဲကွယ်။ပုံမြင်လေးကိုအဆုံးအထိကြည့်ရှုအားပေးသွားကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ